ခုထပ်ပြောပြမယ့်သတင်းအကြောင်းအရာကကြတော့ popular news တဲ့မှာဖော်ပြထားတဲ့အကြောင်းအရာပေါ့နော်။ဒါဘလို့အကြောင်းအရာလေးလဲဆိုတော့ဒီ9နှစ်တာကာလအတွင်းမှာတဲ့နိုင်ငံတော်သမရစီယိုပေါ့နော်နိုင်ငံတကာခေါင်းဆောင်တွေကနေပြီးတော့ပေးအပ်ခဲ့တဲ့လက်ဆောင်ပစ္စည်းတွေရှိတယ်။ဒီလိုမျိုးလက်ဆောင်ပစ္စည်းအားလုံးကိုနိုင်ငံတော်အတွင်းမှာနေထိုင်ကြတဲ့နောက်လာနောက်သားတွေအားလုံးသိရှိလေ့လာနိုင်စေဖို့အတွက်တဲ့နေပြီးတော့အမျိုးသားပြရိုက်မှာဒါကြီးရှုနိုင်ပြီရဲ့။ဩဟုတ်တယ်။ဒီလိုအမျိုးသားပြရိုက်ဟုတ်တယ်။နေပြီးတော့အမျိုးသားပြရိုက်မှာပေါ့နော်ပြသသွားမှာတဲ့။ဒီတော့9နှစ်တာကာလအတွင်းမှာတဲ့နိုင်ငံတော်သမရထံက ိုနိုင်ငံတကာကောင်းဆောင်တွေကနေပြီးတော့ပေးအပ်ခဲ့တဲ့အမှတ်တရလက်ဆောင်ပစ္စည်းတွေရှိတယ်။ဒါတွေအလုံးကိုစုစည်းပြီးတော့ထားရှိထားမယ်။ပြီးတော့နိုင်ငံတော်သမရာကြီးလက်ဆောင်ပစ္စည်းများပြကန်အဖြစ်နေတဲ့အမျိုးသားပြတိုက်နေပြီးတော့မှပြသထားဖို့အတွက်ရှိရဲပေါ့နော်။ပြသထားတယ်တဲ့။ဒီမှာဆိုရင်နိုင်ငံတော်သမရာနိုင်ငံတော်သမရာရဲ့ပေါ့နော်လက်ဆောင်ပစ္စည်းများပြကန်ကိုတဲ့။နောက်လာနောက်သားတွေပြီးတော့မျိုးဆက်သစ်တွေအလုံးလေ့လာနိုင်ဖို့အတွက်ရောပြီးတော့နောက်တစ်ခုကကျတော့နောက်အစဉ်ဆက်အနေနဲ့ပေါ့နော်။သမရာများလက်ထက်ကနေပြီးတော့လေနောက်ထပ်ပေါ့နော်လက်ထက်ဒီမှာဆိုလို့ရှိရင်လေယခုလိုပဲတဲ့။ထားရှိဖို့အတွက်ကိုအစဉ်အလာ တရက်အနေနဲ့အမျိုးသားပြရိုက်မှာဒါပြသထားတာပါတဲ့ပြီးတော့ဒီအမျိုးသားပြရိုက်ကိုဖွင့်လိမ့်မဲ့အချိန်များကြတော့အပတ်စဉ်အင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့ကနေပြီးတော့တနင်္ဂနွေနေ့အထိကိုနေ့စဉ်နနက်9နာရီခွဲရနေပြီးတော့ညနေ6နာရီခွဲအထိကိုတဲ့ဖွင့်လိမ့်ပေးထားမှာတဲ့ပြီးတော့တခြားအခကြီးရက်ကြီးတွေပေါ့နော်ဒီလိုမျိုးရုံးပရက်တွေမှာဆိုလို့ရှိရင်တော့ပိတ်ထားမယ်တဲ့ဝင်ကြီးအနေနဲ့ဆိုလို့ရှိရင်လည်းပြရိုက်ဝင်ကြီးကိုလူကြီးအနေနဲ့ပေါ့နော်ဒါမြန်မာနိုင်ငံသားဆိုလို့ရှိရင်ဝင်ကြီးရတော့900ကျပ်နိုင်ငံခြားသားဆိုလို့ရှိရင်တော့ဝင်ကြီးက9000ကျပ်တဲ့ပြီးတော့ကလေးသူငယ် ယ်တွေចောင်းသူចောင်းသားတွေရဟန်းတန်ဃာတွေအတွက်ကိုတော့အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုသွားမယ်တဲ့။အင်းသတင်းကောင်းလေးပဲเนาะပြီးတော့နောက်နောက်သားရဲ့အနေနဲ့လည်းဒီဟာကိုဘယ်လိုပြောရမလဲလေ့လာခွင့်ရတာပေါ့เนาะဘယ်လိုမျိုးပြတာထားဆိုတော့ပြောရမယ်ဆိုရင်เนาะဒါကိုနိုင်ငံရဲ့တမရကိုတခြားနိုင်ငံကတမရတွေပြီးခဲ့တဲ့ဒါလက်ဆောင်ဆိုတော့တကယ်လဲဒါအထင်ကြီးရလဲဖြစ်တဲ့အမှတ်တရလည်းရှိတယ်။ဟုတ်တယ်ဟုတ်တယ်ဒီတော့ဒီလက်ဆောင်ပစ္စည်းတွေကလည်းဒါနှစ်နိုင်ငံချစ်ချင်ရင်းနှီးမှုဘယ်လောက်ရှိတယ်ဆိုတာကိုလည်းဒါပြတာနေရပဲဒီเนาะဟုတ်တယ်နောက်နောက်သားရဲ့အာလုံးလေ့လာခွင့်ရတာပေါ့ဒါပေါ့ ။ကဲဒီတစ်ခါဆင်းပြောမယ့်အကြောင်းအရာကတော့ဒီပေါ့နော်အဲကမ်ပဏီတစ်ခုကနေပြီးတော့သူတို့အနေနဲ့ပေါ့နော်ဘယ်လိုမျိုးသူတို့ကသူတို့ရဲ့လုပ်ငန်းကိုပေါ့နော်တည်ထောင်လဲဆိုတော့မင်္ဂလာပွဲတွေအတွက်မင်္ဂလာပွဲကျင်းပမဲ့သူတွေအတွက်ကိုသူတို့ကမင်္ဂလာပွဲစည်းရိမ်အတွက်ကိုသူတို့ကဒါပတ်စံထုတ်ပေးတာ။ ်ပတ်စံထုတ်ပေးဒါပေမဲ့အဲ့ဒီဒီပေါ့နော်ဇနီးမောင်နဲ့နှစ်ဦးကွာရှင်းမယ်ဆိုရင်အဲ့ဒီပတ်စံအဲ့ငွေကြေးရဲ့နောက်ပြီးအတိုးပါထပ်ပြီးပြန်ပေးရမှာအဲ့လိုကမ်ပဏီရဲ့ဒီလိုဆိုထူရထူကြရယ်နော်ဒီလိုကမ်ပဏီမင်္ဂလာစိတ်ရှိရသူတွေလို့ဆိုစံဒီအဆင်ပြေရယ်ဒါပေမဲ့လုံးဝကွာရှင်းလို့မရအောင်နော်ကွာရှင်းမှုနောက်ွယ်လိုက်နောက်ရှက်အောင်နော်ဟုတ်တယ်ဟုတ်တယ်နော်အဲ့ဒါလေးလည်းဖြစ်ရင်ဖြစ်နိုင်တယ်နော်ကွာကွန်မြူနီအကျိုးအမြတ်အတွက်ကိုလိုက်လောင်းရင်လုံးမှာဒါပေါ့ဒါပေမဲ့တို့ကတော့အခုထိအမြတ်အဆုံးအရရှိနေတော့မယ်အခုထိကမ်ပဏီကလုံးဝ တို့အနေနဲ့ပေါ့နော်ဒါလက်ပတ်နေလို့ရနေတော့မယ်ဆိုတဲ့အကြောင်းပြောထားတယ်။ဥစားလိုက်တယ်။အဲအဲအကြောင်းလေးပြောပြမယ်နော်။ဒါကတဲ့ CFDL မှာရှိတဲ့ဒီ Swam Left ဆိုတဲ့ company ရဲ့တို့တွေကဒီစုံတွဲတွေအတွက်မင်္ဂလာပွဲချင်းပဖို့အတွက်ကိုငွေထုတ်ပေးလေးရှိတယ်။နောက်ပြီးတော့အကွာရှင်းမယ်ဆိုရင်တော့အဲ့ဒီငွေကိုဒါအတိုးနဲ့တကွပြန်ပြီးပေးရလေးရှိပါတယ်နဲ့။စုံတွဲတွေရောသူကဘယ်လောက်ထုတ်ပေးလဲဆိုတော့ဒေါ်လာ1000အထိထုတ်ပေးတာတဲ့။အဲ့ဒီဒေါ်လာ1000ရမယ်ပြီးတော့အကယ်အဲ့ဒီစုံတွဲရဆိုရင်ဒီဇင်းနီးမောင်နဲ့နှစ်ဦးအကွာရှင်းလိုက်မယ်ဆိုရင်တို့ရဲ့အနေနဲ့တော့ဒါပတ်စံနေအများကြီးပြန်ပေးရမှာပေါ့နော်။ ော်အဲဒီတော့သူတို့အနေနဲ့ဒီ company လဲပတ်တယ်ဆိုတာသူတို့ကဘာလဲဆိုတော့အချစ်ကိုအခြေခံပြီးတော့သူတို့ company ကိုလဲပတ်နေရပါတော့နောက်ပြီးတော့ဒီဘဝတစ်ခုတည်ထောင်မှုအတွက်ကိုဒိုင်းနဲ့ပတ်သက်ပြီးသူတို့အထောက်ကူလဲပေးနေသလိုပဲနောက်အဲ့ဒီကနေမှသူတို့အမျက်ပြန်ယူတာပေါ့နော်ဒီလိုပုံစံမျိုးဖြစ်နေတယ်ဒီတော့ဒီ company ကဆိုရင်ဒီလိုမျိုးပြုလုပ်ရခြင်းရည်ရွယ်ချက်ကဘာလဲဆိုတော့အိမ်နောင်နေအားလုံးမြဲစေဖို့အတွက်ရည်ရွယ်ချက်နဲ့တော့သူတို့ဒီ company ကိုပြုလုပ်တာတည်ထောင်ခဲ့တာပေါ့နော်အဲအကယ်၍သာဒီအိမ်နောင်သက်အိမ်နောင်သက်ကြကြနဲ့ကွာရှင်းမယ်ဆိုရင်တော့အကယ်သူတို့အနေနဲ့ပေါ့နော်အိမ်နောင်သက်ကလည်းတော်တော်ကြီးကြာနေမယ်ဆိုရင်တော့အဲ ဲ့ဒီဇနီးပေါင်နဲ့နှစ်ဦးอ่ะဆိုရင်ပြန်ပေးရတဲ့ငွေပမာဏကတော့အများကောင်းများလိမ့်မယ်တဲ့ဒါအိမ်ဆောင်သက်ကြာလေလေသူတို့ရဲ့အတိုးနှုံးอ่ะအစားပုံများလေလေပေါ့နော်အဲ့လိုပုံစံမျိုးလုပ်ထားတာတဲ့ဒီကကမ္ဘာနီယာဆိုရင်ねသူတို့ကဒါလောင်းကစားနဲ့သူတို့ရဲ့စီးပွားရေးကလောင်းကစားနဲ့တူနေတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ထိတိုင်သူတို့မှာဆိုရင်အရှုံးမပေါ်ဘဲနဲ့ရက်တည်နေနိုင်တယ်တဲ့အဲပြိုကွဲသွားတဲ့အိမ်ဆောင်စုတွေရှိရဲ့သဘောပေါ့နော်ဒါကတော့တော့ဒီပြိုကွဲသွားတဲ့အိမ်ဆောင်စုမှာဆိုရင်လေအကယ်၍သာတစ်ဖက်ကတစ်ဖက်ကတကယ်ဟိုပေါ့နော်ဟိုစိတ်တော်သားချင်းမတိုက်ဆိုင်တာပဲဖြစ်ဖြစ်နောက်ပြီးတော့ပေါ့နော် အကယ်၍သာဒီတစ်ဖက်ကပဲကွာရှင်းနေချင်တာပဲဖြစ်ဖြစ်ပေါ့နော်ပြောစနီးတဲ့ဖြစ်ဖြစ်ခင်မုန်းပဲဖြစ်ဖြစ်သူတို့ဘက်ကနေပြီးအဆင်မပြေလို့ကွာရှင်းခွင့်တောင်းလာတဲ့အခါမျိုးမှာဆိုရင်အကယ်၍စနီးတဲ့ကကွာရှင်းမရစေဆိုပြီးတော့လာပြီးတော့သူတို့အနေနဲ့လာပြောမယ်ဆိုရင်ပေါ့နော်ကမ်ပဏီအနေနဲ့အဲ့သူ့စီရပဲ တစ်ဖက်တည်းရပဲသူကဒီငွေကြွေးငွေကြေးတွေကိုပြန်ပြန်ယူมาပေါ့เนาะနှစ်ဦးစီယာယူတာမျိုးမဟုတ်ဘူးအရင်ဆုံးလာပြီးကွာရှင်းခွင့်တောင်းတဲ့သူကိုသူတို့ကပြန်ယူมาဒီဘက်ဆက်နေကိုသူတို့စီယာပဲပြန်ယူมาပေါ့အဲ့လိုပုံစံမျိုးလုပ်ထားရဲပေါ့เนาะအကယ်၍သာဒီကမ္ဘာနီယာဆိုရင်သူတို့ခုနပြောသလိုပဲပေါ့เนาะလိုက်ပြီးများနှောက်ရက်နေမလားပေါ့ဒါပေမဲ့တခုတော့ရှိရသူတို့ကမ္ဘာနီယာဝန်ဆောင်မှုနောက်တစ်ခုထပ်တိုးပြီးတော့ပေးသေးတယ်တဲ့အဲ့ဒါပါလို့ဆိုတော့ဒီအိမ်နောင်အိမ်နောင်တွေပေါ့เนาะအိမ်နောင်စုတွေအဆင်မပြေတာပဲဖြစ်ဖြစ်အခက်အခဲဒါမျိုးဖြစ်နေရပဲဖြစ်ဖြစ်ဆိုရင်တဲ့သူတို့ကမ္ဘာနီယာကိုလာပြီးတော့ဒါဒီပေါ့เนาะအခက်အခဲတွေနဲ့ပတ်သက်ပြီး ီးတော့လာပြီးဆွေးနွေးလို့ရတယ်ဆွေးနွေးတိုင်ပင်လို့ရတယ်ပေါ့နော်တို့ကလည်းဒါအကြံဉာဏ်ကောင်းတွေလည်းပေးနေပါတယ်တဲ့အဲဒီဒီကမ်နီနဲ့ပတ်သက်ပြီးလူအားလုံးကလည်းစိတ်ဝင်စားနေကြတယ်တို့ကတော့ဟိုဒီလိုမျိုးပေါ့နော်အိမ်တောင်တက်တည်တကယ့်ကိုပေါ့နော်ကြာရှည်ဖို့အတွက်ဒါတကယ်ပေါင်းစည်းဖို့အတွက်ကိုရည်ရွယ်ပြီးတော့ကမ်နီတီထောင်ထားတယ်ဆိုပေမဲ့အခုထိတော့အရှုံးလုံးဝမပေါ်သေးဘူးအဲအဲ့အတွက်ကြောင့်ဒါအခုနောက်ပိုင်းမှဆိုရင်လည်းကွာရှင်းပြက်စဲရာခိုင်နှုန်းတွေကလည်းများနေတော့မဲဆိုတာကိုလည်းသက်သေပြနေတယ်တဲ့အေးပေါ့တစ်ဖက်တစ်လမ်းကလည်းဒါတို့ရဲ့ကူညီမှုတွေပေးရနော်တစ်ဖက်တစ်လမ်းကျတော့လည်းဒါလည်းဟုတ်ပါတယ်ဒါတူကွာရှင်း င်းသွားတဲ့သူတွေအတွက်တော့ပြင်ရအောင်ပေါ့ပြင်ရအောင်ကဲဒါဆိုရင်ဒီဒီခါမှာကြတော့ဆိုမှစီအောင်ပြောမလို့ဘာလဲဆိုတော့ငပြောတိရနေစေးထုတ်မှာအဲ့စီကတကယ်လူတွေပေါ့နော်အနာဂတ်မှာဖြစ်လာနိုင်ရရှိတာလူတွေအတွက်အရန်ဒုက္ခပေးတဲ့ဒါဗိုင်းရပ icy ပိုးတွေကိုဟိုအဆုံးထိဖယ်ရှားပေးနိုင်မယ်လို့ယုံကြည်တယ်တဲ့အဲ့စေးများနေငပြောတိရထုတ်တဲ့စီငပြောတိရထုတ်တဲ့စီ အဲ့တော့ဒီမှာဆိုရင်သူပြောထားပါလဲဆိုတော့ဒါပေါ့နော်ငါပြောသီးကနေပြီးတော့အရန်အံ့ဖို့ကောင်းတဲ့ဆေးတမျိုးတီထွင်နိုင်ပါပြီဆိုပြီးတော့သိပ္ပံပညာရှင်တွေကပြောထားတာတဲ့အဲ့တော့ဒီဆေးကဆိုလို့ရှိရင်ဒါလူတွေအတွက်အရန်ဒုက္ခပေးတဲ့စီပိုတုတ်ကွေး AIDS အပါဝင် AIDS တောင်ပါသေးရေနော် AIDS အပါဝင်တခြား virus ပိုအမျိုးမျိုးတုတ်တင်ပေးနိုင်နေဆိုပြီးတော့ American ပြည်အောင်စု Michigan တက္ကသိုလ်ကပမောက်ခဒေါက်တာ Davis Markovic ကနေပြီးတော့ပြောခဲ့တာအဲ့တော့ဒါပြောရမယ်ဆိုသူရဲ့သုတေသနတော်တော်ကြီးတော့ခေးရောက်နေပြီးတော့ပြောလို့ရတယ်အဲ့တော့ဒီ ီဆေးကဘာလဲဆိုလို့ရှိရင်ဒီ virus ပိုးတွေကို တက်တဲ့နေရာမှာဘတ်ဆုံသုံးဆေးတစ်ခုအနေနဲ့တော့အသုံးဝင်လာနိုင်ပါတယ်တဲ့အဲ့ဒီဆေးမှာဆိုရင်အဓိကဘာပါလဲဆိုတော့ငပြောသီးမှာပါတဲ့ဒီ banlase လို့ခေါ်တဲ့ protein တစ်မျိုးပါဝင်နေတာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲအစွမ်းထက်တဲ့အဲ့ဒီတက်ပါဝင်နေဆိုတဲ့အချက်ကိုတိပ္ပံပညာရှင်တွေကလွန်ခဲ့တဲ့၅နှစ်ထဲကဒီငပြောသီးမှာခုနပြောတဲ့ banlase ဆိုတဲ့ protein တက်ပါဝင်နေဆိုတာလွန်ခဲ့တဲ့၅နှစ်ထဲကသိခဲ့ပါတယ်တဲ့ဒါပေမဲ့တခုရှိရပါလဲဆိုတော့အဲ့ဒီ banlase ကနေတစ်စင်ပေါ့နော်သုံးမယ်ဆိုလို့ရှိရင်ဘေးရွက်ဆိုးကျိုးတွေအများကြီးရှိတယ်အဲ့ဒါကိုဖယ်ထုတ်ဖို့ ွက်တို့အနေနဲ့ဒါမစွမ်းဆောင်နိုင်ဘူးပေါ့နော်ဒါလွန်ခဲ့တဲ့9နှစ်အချိန်နေအဲဒါပေမဲ့အခုဆိုလို့ရှိရင်တော့အဲ့ဒီ ND protein ကိုအကောင်းဆုံးဒါမွတ်မှတ်ပြီးတော့ထုတ်လုပ်တဲ့ခါမှာဆိုရင်ပြန်ပြီးတော့အစမ်းသပ်မှုတွေအရဆိုလို့ရှိရင်လေဒါပေါ့နော်ဒီကြွက်တွေကိုစမ်းသပ်တဲ့ခါမှာကြွက်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ virus တွေကိုထိုးအဲ့ဒီဆေးကတပ်ပစ်လိုက်နိုင်တယ်အဲ့တော့ဒီမှာအဲ့လိုမျိုးတပ်ပစ်လိုက်နိုင်တဲ့အပြင်ကိုပေါ့နော်အဲ့ဒီကြွက်တွေဟာဆိုလို့ရှိရင်တို့ရဲ့ဒါ side effect ဖြစ်တဲ့ရောင်ရမ်းရနာတာမျိုးတွေလုံးဝမခံစားရတော့ဘူးပြောရမယ် side effect မရှိတော့ဘူးပေါ့ဒါတော့တခုတော့ပြောကြရရှိရဲ့ဒီဆေးကငပြောသေးရနေအဓိကအခြေခံပြီးတော့ထုတ်လုပ်တယ်ဆိုပေမဲ့ငပြောသေးကိုပုံမှန်စားရုံနဲ့တော့အဲ့ဒီအာ ိတယ်မရပြန်ဘူးတဲ့အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကဒီလိုမျိုးဘာကြောင့်ငပြောသီးစားရမလဲဒီဓာတ်ကိုမရရလဲဆိုရဲအเจ้าမြတ်ချက်ကဘာလဲဆိုတော့အဲ့ဒီဈေးမှာပါတဲ့ဓာတ်ရုပ်ပစ္စည်းဟာဆိုလို့ရှိရင်ねငပြောသီးမှာပါဝင်တဲ့ဒီပေါ့နော်ဒီပါဝင်ပစ္စည်းခုနဓာတ်ကိုအစစ်မြင့်တင်ပြောင်းလဲထားတဲ့ပစ္စည်းဖြစ်နေလို့တဲ့အော်ပြန်ပြီးတော့ပေါ့နော်သူတို့ ਨੇ ပြောင်းလဲထားတယ်အင်း ပြီးတော့ဒီဈေးကိုလူသားတွေမှာစမ်းသက်ကူတာဖို့အတွက်ဆိုတာကတော့နောက်နှစ်ပေါင်းဒါတော်တော်ကြာကြာလောက်တော့ဟိုပို့ပြီးတော့တိကျရဲ့သူတေသနာရဲ့အစင်စင်ထပ်လုပ်ရအောင်မယ်ဆိုပြီးတော့ပြောထားတယ်။ဒါပေမဲ့ဟိုများသောအားဖြင့်တော့ကြွက်တီရဲ့တစင်မှာစမ်းသက်တာဆိုတော့ကြွက်တီမှာအောင်မြင်နေပြီဆိုရင်တော့တိတ်တော့မဝေးရောလာပါဘူးဒါအတွက်တော့ဟုတ်တယ်နော်။ကဲဒါဆိုရင်သတင်းလေးဆုံးပါပြီခဏနားကြမယ်နော်ခေတ္တပြုမေစီစီကနေပရိသတ်တွေအတွက်ထပ်မံပြီးရောအလှပကြီးရအကြောင်းအရာပြောပြပေးဖို့ခဏနေပြန်လာခဲ့ပါအောင်မရှင်